င်္ဂလာပါမိတ်ဆက်တငယ်ချင်းတို့ကျွန်တော်အနောက်မှာရှိတဲ့အပင်တစ်မျိုးနဲ့မိတ်ဆက်ပေးပါရစေ။သူကတော့ကျွန်တော်တို့ခေါ်တာကတော့တောင်ကြာပင်လို့ခေါ်တာပေါ့နော်။ဒီကျွန်တော်တို့ဥပုံစံမျိုးရှိတယ်။ပြီးရင်နောက်တစ်ခါကျွန်တော်ကအရွက်ကခတ်ဝန်ဝိုင်းပုံစံမျိုးနဲ့လည်းဒါတောင်ကြာလို့လည်းခေါ်တာပေါ့နော်။ဒါကတော့ကျွန်တော်တို့ဒါတောင်ကြာမှာမှာတောင်ကြာအစိမ့်ရှိမယ်တောင်ကြာချက်သွေးဆိုတာရှိတယ်။တခြားမျိုးကွဲတွေလည်းရှိတယ်ပေါ့နော်။ဒါကကျွန်တော်တို့ကရှမ်းပြည်နယ်၊ကရင်ပြည်နယ်ဒီတကြောလုံးမှာဆိုရင်တွေ့မြင်ရတဲ့ဒါတောင်ကြာရိုးအစိမ့်ပေါ့နော်။ အဲကျွန်တော်လည်းတူတူအနီးကပ်နေထားကြည့်ရအောင်တောင်ကြလေးဘက်မှာဆိုရင်တို့ကအဖိုးပွင့်ရအမပွင့်ရဆိုပြီးရှိတယ်ပေါ့နော်အဖိုးပွင့်နဲ့အမပွင့်မျိုးကူးပြီးမှပဲကျွန်တော်တို့ကအသီးတွေရလာမှပဲဖြစ်ပါတယ်ပန်းပွင့်နဲ့ရာသီကတော့၄လပိုင်းအကုန်၅လပိုင်းအစားဖြစ်ပြီးတော့မှအသီးအောင်နဲ့ရာသီက၅လပိုင်းအကုန်၆လပိုင်းပဲဖြစ်ပါတယ်ဒါကုဒါမိတ်ဆက်တငယ်ချင်းတို့မိတွေ့ရတဲ့ဒါတောင်ကြလေးတွေပေါက်နေတဲ့မြေဝင်ပဲဖြစ်ပါတယ်တော့တောင်ကြတွေကိုအများကြီးပဲမှာတွေ့ရဆိုတော့ဒီထောက်ကြောင်တွေမှာအဓိကထားပြီးတွေ့ရတယ်မှာအဓိကကြောက်တောင်ပေါ့နော် ဟိုဒီဘက်ချမ်းကဘာမဆိုလဲဒီလိုအရွက်ဝင်ဝိုင်းနေရှိတာဒါတောင်ကြပင်ပဲဖြစ်ပါတယ်အဲဒီဘက်ချမ်းမှာလည်းတောင်ကြတွေပေါ့သူကအရွက်ဖုံးနေတယ်အရင်ကတော့ဒီသူ့ဦးကတော့ရေအိုးလုံးလုံးရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဆေးပဲဆိုင်ရမှာဆိုရင်ဒီချိုးတောင်ကြဥကိုဆေးပဲအနေနဲ့တောင်ကြတယ်ပေါ့နော်တောင်ကြဥခုတ်ထိပ်ပြီးတော့မှဟိုတိုင်းဆေးအနေနဲ့လည်းတောင်ကြတာရှိပါတယ်ဒါတော့သူ့ရဲ့တောင်ကြအရွက်လည်းပဲဖြစ်ပါတယ်သူကမြို့ခွဲကရင်ပြည်နယ်မှာဆိုရင်နှမျိုးရှိတယ်ပေါ့နော်သူကတောင်ကြရဲ့ဝိုင်းအသေးရဲ့ ဒီတောင်ကြရွက်အကြီးရယ်ပေါ့နော်တောင်ကြရွက်ဝိုင်းအတရာပုံဆိုင်လိုမျိုးတသေးကြကြဒါမဲ့အည်တွက်အဖြစ်နေတယ်ဒါကတော့သူတို့ခေါ်တာကျတောင်ကြရွက်တရာတော့စတက်ဖာနီယာကာဝါဆာကီဆိုပြီးခေါ်ကြတယ်ဒါလေးကိုကြတော့စတက်ဖာနီယာဗီနိုဆာဆိုပြီးခေါ်ကြတော့ပေါ့နော်အခုဒါမိတ်ဆွေတငယ်ချင်းတို့မိတွေ့ရတဲ့အနေထားပါဒီကျွန်တော်တို့ထိုင်းနေသွင်းတဲ့စတက်ဖာနီယာတမျိုးရှိတယ်ပေါ့နော်အဲ့စတက်ဖာနီယာအရွက်ဝိုင်းသေးဒါမဲ့ဒီလောက်တော့ຫນွေမများဘူးဒီကောက်ຫນွေတအားတက်တာ ဆိုတော့တအားကြီးဟိုနည်းနည်းပြောရအောင်ဆိုတော့အရင်နည်းနည်းစမ်းတာပေါ့နော်ဒါကစေးဖြစ်သုံးရရဆိုရင်ဒီဟာဥရောပုတ်ကြီးတယ်ပေါ့နော်အထက်မှာရေတပ်ပုတ်ပြီးများတယ်ဒါသူ့အရွယ်ပုံစံလေးပဲဖြစ်ပါတယ်ကဲမိတ်ဆွေတငယ်ချင်းတို့ဒါနော်တောင်ကြာပင်လေးပဲဖြစ်ပါတယ်တောင်ကြာကျတော့ကဥကြီးတဲ့ကြောက်ဖို့ဒီကြောက်နေရင်တခုလုံးသူကအပိုင်ဆိုးရပါတယ်အာဒီဘက်ခြမ်းမှာမိတ်ဆွေတငယ်ချင်းတို့မိတွေ့တဲ့အတိုင်းပဲဒီမှာလည်းအပိုင်ဆိုးရတယ်အဲဒီဘက်ခြမ်းကြောက်ကဘာမှလဲဒီတောင်ကြရင်နဲ့အပိုင်ဆူရတော့ဘူးမြေတွေ့ရမှာဖြစ်ပါတယ်